ကဲကျောင်းသားကျောင်းသူများအားလုံးမင်္ဂလာပါဆရာတော့ grade 6 english ကိုသင်တဲ့ဆရာဖုံးသာစင်သွင်းဖြစ်ပါတယ်ကဲဒီနေ့မှာတော့ဆရာတို့ကဗာလိလာမှာလေဆိုတော့ grade 6 english ရဲ့ unit 1ပေါ့နော် unit 1ရဲ့ lesson 1ဖြစ်တဲ့ greetings introducing and leave taking ဆိုတဲ့သင်ခန်းစာကိုဆရာတို့ကတူတူလေ့လာကြမယ် lesson 1မှာပေါ့နော် greeting introducing leave taking ဆိုတာဘယ်လိုမျိုးဟာမျိုးလဲနော်ဆိုတော့ဒါမျိုးကဒါဆရာတို့ကသိအရေးကြီးတယ်နော် greeting ဆိုတာကြာဥမာလူတစ်ယောက်နဲ့တစ်ယောက်တွေ့ပြီဆိုရင်ဆရာတို့ကဒါဘယ်လိုပြောနှုတ်ဆက်ရတယ်ဟုတ်တယ်မလားတယောက်နဲ့တယောက်တွေ့ရင်ဒါလည်းသူ့မျက်နှာကိုမကြည့်ဘဲနဲ့ဖြတ်ချောက်သွားလို့မှမရတာဟုတ်တယ်မလားအ ਨੇ ဆုံးတော့လူတစ်ယောက်တွေ့ပြီဆိုရင်ဆရာတို့ဟာမင်္ဂလာပါနော်စသည်အဖြစ် greeting လေးညီမလို့လည်းလုပ်ရတာပေါ့ introducing ကြတော့ greeting လုပ်ပြီးရင်ကြတော့ ဒါကို့နာမည်ဘယ်သူလဲနော်စသည်အပြင်ဟာဒါမင်္ဂလာပါပြီးတော့ဆိုဟာတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်နာမည်ကတော့ဘယ်သူပါနော်စသည်အပြင် introducing လုပ်ရတာပေါ့နော်ပြီးရင် introducing လုပ်ပြီးသွားလို့ဒါအားလုံးပြီးသွားပြီကိုကနှုတ်ဆက်တော့မယ်ဆိုရင်ဒါ leave taking လို့ခေါ်တယ်နော် leave taking ကြတော့ဟိုမိလဲမိဆက်ပြီးသွန်ပြီးဘာမှပြောပဲလက်ထွက်သွားလို့မှမရတာဟုတ်တယ်မလား leave taking ဆိုတာသူ့ကိုကောင်းကောင်းမွန်မွန်လေးနှုတ်ဆက်ရတာပေါ့ဟာကျွန်တော်သွားလိုက်ပါဦးမယ်ဟုတ်နော်စသည်အပြင် ဆိုတော့အဲ့ဒါလေးက greeting ရဲ့ introducing ရဲ့ leave taking ရဲ့ဆိုတာအဲ့ဒါပြောတာဆိုတော့အဲ့ဒါဒီဆရာတို့မြန်မာလူမှလည်းအရေးကြီးတယ်ဟုတ်တယ်မလားဆရာခုနပြောသလိုလူတစ်ယောက်ကိုတွေ့ရင်ဟာမင်္ဂလာပါတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်နာမည်ကတော့ဘယ်သူဖြစ်ပါတယ်ဟုတ်တယ်မလားပြီးသွားလို့ရှိရင်ဟုတ်ကဲ့ပါကျွန်တော်သွားလိုက်ပါဦးမယ်ကျွန်တော်အခွင့်ပြုပါဦးအဲအဲ့လိုမျိုးလေးရင်းကြီးကြီးလေးပေါ့နော်ဆိုတော့ဆရာတို့က lesson 1မှာကြာတော့အခုကဒီလိုမျိုး greeting နဲ့ introducing နဲ့ leave taking နဲ့မြန်မာလူတော့ပြောတတ်တာဟုတ်ပြီဒါမဲ့ English လို့ဘယ်လိုပြောကြမလဲအဲဒါလည်းအရေးကြီးတယ်เนาะဆိုတော့အဲ့ဒါလေးတွေကိုဘယ်လိုပြောရမလဲဆိုတာကိုဆရာတို့ဒီ lesson 1မှာအတူတူလေ့လာကြမယ်ဟုတ်ပြီเนาะ Okay ဒါဆိုရင်ပထမဦးဆုံးပေါ့เนาะဒါတချို့တွေကတော့เนาะရင်းနှီးပြီးသားဖြစ်ပါပါเนาะဒီလိုမျိုးအတုံးနှုံးလေးတွေပေါ့เนาะအဲ့ဒါကိုဆရာတို့ကတစ်ချက်လောက် recall လုပ်ကြည့်ရအောင်เนาะဘယ်လောက်များမှတ်မိလဲဆိုတော့အဲ့ဒါလေးကိုဆရာတို့ matching လေးနဲ့တည်ကြည့်မယ်เนาะအရင်ဆုံး matching လေးတွေကိုဆရာနဲ့တူတူလုပ်ကြည့်ကြမယ် အဲလောက်ကြည့်ကြပြီးတော့ဒါတို့သမီးတို့ဘလောက်တော့မှတ်မိလဲနော်ဇန်နဲ့တူတူဖြည့်ကြည့်ကြတာပေါ့နော်ကဲဒါဆိုရင်အလုံးမက်ချင်လေးကိုကြည့်လိုက်ပါဟုတ်ပြီကဲမက်ချင်လေးကိုကြည့်လိုက်တဲ့အခါမှာဇရာဘာလောက်ထားလဲဆိုတော့ဟိုဘက်ဒီဘက်နှမျိုးပေးတာတယ်နော်ဒီဘက်မှာ1 to 7ပေးတာတယ်ဟိုဘက်မှာကျတော့ A to G ဆိုပြီးတော့ပေးတာတယ်နော်အဲ့တော့ဒီနှစ်ခုကဘာလောက်ရမှာလဲဆိုတော့ဇရာ1 to 7ကိုအကုန်ပေးတာတယ်အဲ့တော့ဒီဘက်မှာသူ ဒါရေးထားတဲ့စာလေးရှိရပါတော့ပြီးတော့ဟိုဘက်မှာ A2G မှာလည်းတစ်ခုရှိအဲ့တော့ဆရာတို့ကဘာလုပ်မှာလဲဆိုတော့လူတစ်ယောက်ကဒီဘက်ကနှုတ်ဆက်လို့ရှိရင်ကိုကဟိုဘက်ကနေပြီးတော့ပြန်ပြီးတော့ဘလို့အဲ့ဒီလူကိုနှုတ်ဆက်မှာလေเนาะဒီလိုအတုံးနှုံးလေးတွေကသိဖို့လိုတယ် ဟုတ်တယ်မလားလူတစ်ယောက်နဲ့တစ်ယောက်ဒါမိတ်ဆက်တယ်ပြောတဲ့အခါမှာတစ်ယောက်ကနေမိတ်ဆက်စကားပြောလိုက်လို့ရှိရင်ကိုကရောအဲ့လူကိုဘလို့ပြန်ပြီးတော့တုံ့ပြန်ပါလေကိုကရောဘလို့ပြန်ပြီးတော့သူ့ကိုပြန်ပြီးနှုတ်ဆက်ပါလေဒါလေးတွေအရေးကြီးဆိုတော့ဒီ matching လေးကိုကြည့်ခြင်းအားဖြင့်တအားတို့သမီးတွေကတစ်ယောက်နဲ့တစ်ယောက်ဘလို့မိတ်ဆက်ရမလဲဘလို့နှုတ်ဆက်ရမလဲနော်ဘလို့ကိုကနဲ့ကိုနော်တငယ်ချင်းကိုဘလို့ပြန်ပြီးတော့မိတ်ဆက်ပြီးတော့ပြောပြရမလဲဒါလေးတွေတွေးရမယ်ကဲဒါဆိုရင်တအားတို့သမီးတို့ရေ number 1ကိုစပြီးကြည့်မယ်ဟော number 1ကပါလေ hi တဲ့ ော hi ဆိုတော့ဒါဟို hi အဲအဲ့လိုမျိုးလို့ဆိုတာပေါ့နော်ဆိုတော့ hi လို့တယောက်ကနှုတ်ဆက်ရင်ဒါတို့သမီးတို့ကအဲ့လူဘလို့ပြန်ပြီးတော့နှုတ်ဆက်ကြမလဲနော်ကဲအဲ့တော့တငယ်ချင်းနဲ့တွေ့ပြီးပဲဆိုပါစို့တငယ်ချင်း hi ဆိုပြီးတော့ဒါနှုတ်ဆက်မယ်အဲ့ကြောင့်ဆိုရင် hi လို့နှုတ်ဆက်တဲ့ဥစ္စာကိုဒါတို့သမီးတို့ကဘလို့နှုတ်ဆက်ကြမလဲကဲဒါဆိုရင်ဟိုဘက်မှာကြည့်ကြည့်ပါဦးဘယ်ဟာလေးကိုဆိုရင်ကောင်းမလဲစဉ်းစားကြည့်မယ်နော်တေချာဟုတ်တယ်နော် hi လို့နှုတ်ဆက်တဲ့ခါမှာဆရာတော့ပါလေသူပြန်နှုတ်ဆက်ရမှာပေါ့ဘယ်လိုလဲ hello အဲဒါဆိုလို့ရှိရင်ပါလေ number 1နဲ့ b နဲ့တွဲလိုက်ပါကဲဒါဆိုသိပြီနော်တယောက်က hi လို့နှုတ်ဆက်ရင်ကိုကဘယ်လိုလဲ hello ပြန်ပြီးနှုတ်ဆက်လိုက်ပြီဟာရပြီကဲဒါဆိုရင်နှုတ်ဆက်ပြီးသွားပြီနောက်တစ်ခု number 2ကိုကြည့်ကြည့်ရအောင် how are you ရဲ့ how are you ဆိုပါလေဟာနေကောင်းလားကျန်းမာလားဘယ်လိုလဲဟုတ်တယ်မလား okay how are you လို့ပြန်မိကြကိုကဘာမှမဖြစ်ပဲနေနေမရဘူးလေဟုတ်တယ်မလားမကောင်းဘူးပေါ့ သူက how are you လို့ပြန်ပြန်ကိုကတခုတော့ပြန်ပြီးတော့ဖြေရတာပေါ့ကဲအဲ့ဆိုရင်ဒီဘက်မှာဘလူးလေးများပြန်ဖြေရင်ကောင်းတယ်ရှားကြည့်ပါအောင်ဒီတကကဲ maybe how are you ဟုတ်တယ်နော် i'm fine thanks and you နော် i'm fine thanks and you အာနေကောင်းပါရဲ့မင်းရောနော်နေကောင်းလားအဲအဲ့လိုပြန်ပြီးမေးရတာပေါ့နော်ဒါကတော့ဇာတို့ ယဉ်ကျေးမှုပေါ့နော်သိရမှာတယောက်ကနေနေကောင်းလားမေးနေကောင်းလားကြားမလားလားမေးကိုကလည်းပြန်ပြီးတော့သူ့ကိုမေးရတာပေါ့ကဲဒါဆိုရင် number 2 how are you နဲ့ဆရာတို့ G I'm fine thanks and you နော် I'm fine thanks and you အဲ့ဒါလေးကိုတွဲလိုက်ပါတယ်နော်ဒီလိုလေးပြန်ပြီးတော့နှုတ်ဆက်မယ်ကဲဒါဆိုရင် number 3လေးဆက်ကြည့်လိုက်ရအောင်နော် where are you from နဲ့ကဲဒါလေးကလည်းဆရာတို့အမေးများနော် where are you from ဆိုတာမင်းဘယ်ကလဲနော်ဥမာအဖြစ်ဘယ်မျိုးကလဲစသည်အဖြစ် เนาะအဲ့တော့အဲ့ဒါလေးကိုပြန်ဖြေမယ်ဆိုရှင်ကိုကဘယ်မျိုးอ่ะလဲဆိုတာပြန်ဖြေရမယ်အဲ့တော့ဒီဘက်မှာအရင်ဆုံးကြည့်ကြည့်ဘာလေးကိုယူရင်ကောင်းလဲတွေ့လားဟုတ်တယ်เนาะ I'm from Mandalay အာကျွန်တော်က Mandalay ရပါအဲအဲ့လိုမျိုးပေါ့เนาะမင်းဘယ်ကလာသလဲအဲအဲ့ဆိုကိုကပြန်ပြုတ်တယ်ဟာဟုတ်ကဲ့ကျွန်တော်က Mandalay ရပါကျွန်တော်ကရန်ကုန်ကပါဒါမှမဟုတ်ကျွန်တော်ကပြင်ဦးလွေရလာတာပါအဲစသည်အဖြစ်ကိုကိုလာတဲ့မြို့လေးပေါ့เนาะအဲ့အလေးကိုကိုကပြန်ပြီးတော့ဖြေတတ်ရမယ်เนาะ ကဲဒါဆိုရင်သူများက where are you from လို့မေးရင်ဆရာတို့ကဒီမှာလဲပါဖြစ်မလဲ f နဲ့တွဲပေးလိုက်မယ် i'm from mandalay အာတော်လိုက်တာကဲဒါဆိုရင်ဆရာတို့နောက်တစ်ခုထပ်ကြည့်လိုက်ရအောင်နော် where are you from ပြီးရင်သူကဘာပြောဆို nice to meet you နော်အဲ nice to meet number 4 nice to meet you ဟာ nice to meet တွေ့ရတာဝမ်းသာပါတယ်အော် အတူတူရတာဝမ်းသာပါတယ်လို့ပြောနေဆရာတို့ကလည်းတခုတူကိုပြန်ပြီးတုံ့ပြန်ရမှာပေါ့ဟုတ်တယ်မလားဒီတိုင်းနေနေပဲကောင်းမလဲเนาะအဲ့တော့ nice to meet you ဆိုရင်ကိုကရောဘာပြန်ပြောမလဲကဲဒီဘက်မှာရှာကြည့်ပါဦးဘာလင်းနဲ့သူ့ကိုပြန်ပြီးပြောလိုက်ရင်ကောင်းမလဲတွေ့လားဟာဟုတ်တယ် nice to meet you too เนาะဟုတ်တာပေါ့ဟိုဘက်ကကိုကိုမေးမယ်လေတွေ့ရတာဝမ်းသာပါတယ် nice to meet you အဲ့ဆိုကိုကဘာပြန်ပြောမလဲ nice to meet you too ကြာကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်เนาะ အဲအဲ့လိုလေးပေါ့နော်ကဲဒါဆိုလို့ရှိရင်ဆရာတို့ nice to meet you number 4နဲ့ဘာနဲ့တွဲလိုက်မလဲ D nice to meet you too ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်အဲအဲ့လိုလေးပေါ့နော်ဒါစကားပြောလေးနော်ကဲဒါဆိုရင်ဆရာတို့ဆက်ပြီးကြည့်မယ်နော်နောက်တစ်ခုကကျတော့ number 5ကကျတော့ဘယ်လိုလဲဆိုတော့ how do you do တဲ့နော် how do ဆိုတာမင်းနေကောင်းလားကြားမလားစသဖြင့်အဲ့ကိုကိုလာမေးတာပေါ့နော်ကဲအဲ့လိုမျိုးကြရင်ကိုကဘယ်လိုမျိုးသူ့ပြန်ပြီးပြောမလဲဟိုကမှာရှာကြည့်လိုက်ပါဟုတ်တယ် နော် C how do you do နော်သူကကိုယ်ကိုလာမေးတော့ကိုကလည်းသူ့ပြန်ပြီးတော့ how do you do မင်းရောနေကောင်းလားကြားမှန်ရလားစသည်အဖြစ်ပြန်ပြီးတော့သူ့မေးလိုက်ပေါ့ဟုတ်မှာလားနော်ကဲပြီးသွားလို့ရှိရင် number 6အာ number 6ဆရာ goodbye တဲ့သူကကဲအဲ့တော့ဆရာတို့မိတ်လည်းမိတ်ဆက်ပြီးသွားပြီနော်အဲ့ဒါကြီးလည်းပြီးသွားတော့ဟိုပြန်တော့မယ်ပြန်တော့မယ်ဆိုတော့နှုတ်ဆက်တာပေါ့ goodbye တဲ့ကဲ तू ကနှုတ်ဆက်တယ်ဆိုတော့ဆရာတို့ကလည်းပြန်ပြီးတော့ပါလေနှုတ်ဆက်ရမှာပေါ့ဟုတ်တယ်မလားအေးအဲ့တော့ကိုကလည်းဘယ်လိုပြန်ပြီးနှုတ်ဆက်လိုက်မလဲ ွေးပါအောင်။ "तू आ गुड बाय" တဲ့။အဲ့တော့ကိုကဘာပြန်ပြောမလဲ။ဟုတ်တယ်။ "बाय" အဲ "बाय" ဆိုပြီးသူ့ကိုတတ်တာပေါ့။သွားတော့မယ်ပေါ့။ဟုတ်တယ်မလား။ကဲဆိုတော့ဘာနဲ့တွဲလိုက်မလဲ။6နဲ့ A နဲ့တွဲမယ်။နော်။ "तू आ गुड बाय" လို့ပြောရင်ကိုကလည်း "बाय" အဲနှုတ်ဆက်လိုက်ပေါ့။သူ့ကိုသွားတော့မယ်။အဲကဲဆိုတော့ number 7မှာထပ်ကြည့်လိုက်။ "Oh goodbye" ပြီးဆိုတော့သူကဘာပြောလဲဆိုတော့ "have a nice day" အဲ "have a nice day" ဆိုတော့ဘာလဲ။ ။အိုးตายရသောနေ့လေးဖြစ်ပါစေ။ तू ကကိုယ်ကိုနှုတ်ဆက်တယ်။နော်။ तू သွားတော့မယ်။နော်။ तू သွားတော့မယ်ဆိုတော့ကိုယ်ကဘာပြန်ပြောမလဲ तू ။ဟော तू ကကိုယ်ကိုလာပြောလေตายရသောနေ့လေးဖြစ်ပါစေ။ Have a nice day ။အဲ့တော့ကိုယ်ကဘာပြန်ပြောရှာလိုက်။ဟုတ်တယ်။နော်။ YouTube အဲ YouTube ဆိုကဲမင်းလည်းตายရသောနေ့လေးဖြစ်ပါစေပေါ့။ဟုတ်တယ်မလား။အဲ့တော့ဆရာတို့ဘာလုပ်လိုက်မလဲ။ Have a nice day နဲ့ e နဲ့7နဲ့ e နဲ့ကို တွေ့လိုက်မယ်နော် have a nice day လို့ပြောရင်ဗာလဲကိုက YouTube เนาะမင်းလဲတာရောက်သွားနေလေဖြစ်ပါစေကဲအဲ့မှာဆရာတို့ဗာလဲတယောက်နဲ့တယောက်ဦးနာ greeting เนาะနှုတ်ဆက်ကြတယ် introducing မိတ်ဆက်ကြတယ်ပြီးတော့အဲ့ဒါပြီးသွားရင်ဗာလဲ leave taking เนาะသွားတော့ပါမယ်ခွင့်ပြုပါဦး bye bye เนาะ have a nice day တာရောက်သွားနေလေဖြစ်ပါစေအဲအဲ့လိုမျိုးလေပြောရတယ်เนาะဒါလူတယောက်နဲ့တယောက်တွေ့ရတဲ့အခါကျရင်ဒါတို့မျိုးလေအဲ့ဒီလေးသုံးပြီးတော့တယောက်နဲ့တယောက် ိတ်ဆက်လို့ရတယ်เนาะကဲဟုတ်ပြီအဲ့တော့ဇာတ်ရုပ်ထပ်ပြီးတော့ဗောတော့အခုန greeting နေလုပ်မယ်เนาะ introducing နေလုပ်မယ် leave taking နေလုပ်မယ်เนาะ greeting ဆိုတာအခုနဆရာပြောလို့နှုတ်ဆက်မယ်အာမင်္ဂလာပါပါညာเนาะ introducing ရကြတာကိုယ့်ကိုမိတ်ဆက်မယ် leave taking ကြတော့အာခွင့်ပြုပါအောင်ကျွန်တော်သွားပါအောင်မယ်เนาะအဲ့လိုမျိုးပေါ့ကဲဆိုတော့အဲ့ဓာရီလောက်တဲ့အခါမှာဆရာတို့ကဒီပြောပုံပြောနေရအများကြီးရှိတယ် တမျိုးတည်းပြောလို့ရတာမဟုတ်ဒါတို့မျိုးတို့ဒီနော် greeting လုပ်တဲ့ကာမှာလေ greeting လုပ်တဲ့ပုံစံလေးအမျိုးမျိုးရှိရပြောလို့ရတဲ့ပုံစံလေးအများကြီးရှိရနော် introducing လုပ်တဲ့ကိုယ့်ကိုမိတ်ဆက်တာလေမိတ်ဆက်တဲ့နေ့အများကြီးရှိတာပေါ့နော်အဲ့တော့ဆရာတို့ဘလို့နီးလေးနဲ့များဒါလေးတွေကိုသုံးပြီးတော့ပြောလို့ရအောင်မလဲဆိုတော့ဟိုဆရာနဲ့တူတူလေ့လာလိုက်ကြအောင်ကဲဒါဆိုရင် greeting people ကိုကြည့်ကြမယ်ကြည့်မနော် greeting people ကဲလူတွေကို greeting ဆိုတာပါနှုတ်ဆက်မယ် Okay, nâu xe đọc xe đọc blue lý, nâu xe đọc xe đọc xe Hi. hi rồi so hi. And nâu xe đọc xe đọc xe đọc Hello. Uh, hello. Eh, lưu mưu lý nâu xe đọc xe đọc xe Good morning. đó, đã good morning rồi mình là xí đoàn nên kiếm phía bà xe bọc. Nó, đó, mà nè xuyên good morning, bọn nì lê xuyên good afternoon. Đó, good, good afternoon. Đã mùi, mình là xí đoàn nhận nì kiếm phía bà xe good evening. Eh, เนาะ good morning good afternoon good evening သူ့အချိန်ကာလနဲ့လိုက်ပြီးသားတို့ဒီလိုပြောလို့ရတယ်ပြီးရင်နောက်ကဘာရှိသေးလဲเนาะ greeting လုပ်တဲ့ကမှာ how are you အဲအဲ့လိုမျိုးလေးเนาะအဲ့ဒါလည်းအရေးကြီးရယ်လို့เนาะကိုက greeting လုပ်ပြီးသွားရင် how are you ဟာမင်းဘယ်လိုလဲနေကောင်းရဲ့လားပါလားအဲအဲ့လိုမျိုးလေးပြန်ပြီးတော့ greet လုပ်တတ်ရတယ်เนาะအဲ့တော့ greet လုပ်တဲ့အခါမှာကျတော့အဲ့ဒါလေးသုံးလို့ရတယ်နောက်တစ်ခုကိုက introduce လုပ်မယ်เนาะ greet လုပ်ပြီးတဲ့အခါမှာဟာတွေ့ရတာဝမ်းသာပါတယ်ကျွန်တော်ကတော့ဘသူပါဘသူပါပေါ့เนาะအဲ့လိုမျိုးဆက်ပြီး ဒါလောက်ကြမယ်အဲ့တော့အဲ့လိုပြောမယ်ဆိုလို့ရှိရင်ဘလို့နီးလေးရလေကြည့်ကြရအောင်အဲပထမဆုံးပါလဲ nice to meet you ဟာ nice to meet you တွေ့ရတာဝမ်းသာပါတယ်နော်ဟောအဲ့ဒါကြဘလို့ပြောလဲ nice to meet you အာအဲ့ကြလို့ရှိရင်ဦးနာပြောတယ်ကတငယ်ချင်းတယောက်နဲ့တွေ့ရဆိုပါစို့အဲသူကနေလာပြောတယ်ဟာမင်းနဲ့တွေ့ရဝမ်းသာတယ် nice to meet you အဲ့ကြံကိုကဒီတိုင်းနေလို့မရဘူးဟုတ်တယ်မလားသူ့ပြန်ပြီးတော့တခုတော့တုံ့ပြန်ရမယ်လေဘလို့လဲဟာ nice to meet you too เนาะအဲ့တော့ nice to meet you သွားလာပြောရင်မင်းနဲ့တွေ့ရတာဝမ်းသာပါတယ်တွေ့ရတာဝမ်းသာပါတယ်ကိုကဘာပြန်ပြောမလဲ nice to meet you too ဟာမင်းနဲ့တွေ့ရတာလည်းငါဝမ်းသာပါတယ်음အဲ့လိုမျိုးလေးเนาะပြီးစံပါရှိလား how do you do how do you do ဆိုတာကနေကောင်းလားကျမ်းမာလားဘယ်လိုလားเนาะအဲ့လိုမျိုးလေးနေသူကစင်တယ်เนาะ how do you do အ excuse me are you အဲအဲ့မှာဟွာဥမာအဖြစ်ငယ်ချင်းနဲ့တွေ့ excuse me are you twin twin ါမို့ are you အောင်အောင်အဲအဲ့လိုပေါ့နော်ဟာမင်းကအောင်အောင်လားမင်းကထွန်းထွန်းလားအဲစသည်အပြည့်သူ့ကိုကိုကအဲ့လိုလေးမေးလို့ရတယ်နော်ဒါကတော့ introducing လုပ်တာပေါ့နော်တရားနဲ့တရားဆိုတော့အဲ့ဟာလေးတွေသုံးလို့ရတယ်ဒါတော့နောက်တော့ leave taking leave taking ကျတော့ introducing ပြီးပြီးအားလုံးပြီးသွားပြီကဲပြန်တော့မယ်ဆိုရဲကျွန်တော်ဒီတိုင်းထားခဲ့ပြီးတော့ line shout ထွက်ပြီးပြန်လို့မရအောင်လေဟုတ်တယ်မလားဟောသူ့ကိုကောင်းကောင်းမွန်မွန်လေးနှုတ်ဆက်ကြအောင်ကဲဘယ်လိုနှုတ်ဆက်မလဲ bye အဲ bye ုတ်ဆက်တာ then goodbye ဩသွားတော့မယ် goodbye အပြင်ပါလေ have a nice day have a nice day နော် have a nice day ဆိုပါလေဩတာယာသောနေ့လေးဖြစ်ပါစေ have a nice day နော် see you ဟော see you ဆိုပါလေဩနောက်လည်းတွေ့ဦးမယ်တွေ့မယ်နော်အဲအဲ့လိုမျိုးလေးပေါ့နော်ဆိုတော့အများကြီးသုံးလို့ရပါတယ်နော်ဆိုတော့သားတို့သမီးတို့ဒီမှာတော့ဆရာတို့ကဘာတွေ့ရလဲ greeting people introducing oneself leave taking เนาะအဲ့ဒါလေးတွေပြောတဲ့အခါမှာ English လို့ဘလိုလေးပြောရမလဲဆိုတာဒီသင်ခန်းစာမှာသိသွားပြီเนาะအဲ့တော့အခုနပြောလို့ဆရာတို့မြန်မာလို့ English လို့ဒါလေးတွေကသိပြီးတော့အရေးကြီးပါတယ်เนาะတယောက်နဲ့တယောက်တွေ့ရတဲ့အခါမှာစကားမပြောဘဲနဲ့ခေါင်းငုပ်ပြီးနေလို့မရဘူးလေဟုတ်တယ်မလားတယောက်နဲ့တယောက်တွေ့ရတဲ့အခါမှာဟလာနှုတ်ဆက်မယ်တယောက်နဲ့တယောက်မိတ်ဆက်ကြမယ်မိနာမယ်ဘယ်သူပါเนาะဘယ်သူလဲเนาะကျွန်တော်နာမည်ကတော့ဘယ်သူပါတယောက်နဲ့တယောက်ဟုတ်တယ်မလားပြီးရင် ပြီးသွားပြီဆိုရင်လည်း ဟလာအော်သွားကန်နေကြရင်ဟုတ်ကဲ့ကျွန်တော်ခွင့်ပြုပါဦးကျွန်တော်သွားလိုက်ပါဦးမယ်တရားသောနေလေးဖြစ်ပါစေနော်အဲ့လိုမျိုးလေးရင်ကြီးကြီးလေးပြောတော့ကောင်းတာပေါ့နော်ကဲဒါဆိုသားတို့သမီးတို့ရေဒီတစ်ခါ lesson 1မှာတော့ဆရာတို့က greeting တွေဘယ်လိုလုပ်ရမလဲကိုယ့်ကို introduce ဘယ်လိုလုပ်ရမလဲ เนาะပြီးရင်နှုတ်ဆက်တဲ့ခါမှာဟော leave taking ကဘယ်လိုလုပ်မလဲဆိုတာကိုဆရာတို့တည်သွားပြီကဲအဲ့တော့ဒါရုသမီးတို့အခုဘာလုပ်ရမလဲဆိုတော့ဒါရုသမီးတို့เจ้ามาရောက်တဲ့အခါမှာတော့အခန်းထဲကိုသွားပါပြီးသွားရင်တငယ်ချင်းတယောက်နဲ့တယောက်အဲ့လိုလေးလိုက်ပြီးတော့စကားလေးပြောကြည့်ပါမိတ်ဆက်ကြည့်ပါเนาะအဲ့လိုမျိုးလေးတွေဒါလုပ်မယ်ဆိုရင်ဒါရုသမီးတို့ရဲ့ English speaking ကအများကြီးအများကြီးတိုးတက်သွားမှာเนาะဆိုတော့ဆရာဒီနေ့သင်ပေးလိုက်တဲ့အခုနာ နော် introducing တွေဘယ်လိုလုပ်မလဲ greeting တွေဘယ်လိုလုပ်မလဲ leave taking တွေဘယ်လိုလုပ်မလဲအဲ့အားလေးကိုပြန်သုံးပြီးတော့ဒါတို့သမီးတို့ကအခန်းထဲမှာကိုယ့်ရဲ့တငယ်ချင်းအချင်းချင်းပြန်ပြီးတော့သုံးပြီးတော့လေ့ကျင့်လိုက်ကြပါကဲဒါတို့သမီးတို့ရေဒါဆိုရင်တော့ဒီနေ့ဒါတို့သမီးတို့ဗာလဲ lesson 1ရဲ့ greeting ဘယ်လိုလုပ်ရမလဲ introducing ဘယ်လိုလုပ်ရမလဲ leave taking ဘယ်လိုလုပ်ရမလဲနားလည်သွားကြပြီเนาะကဲဒါဆိုရင်ဒါတို့သမီးတို့ကပို့ပြီးတော့ကျွမ်းကျင်သွားအောင် speaking လေးကိုပါထပ်ပြီးတော့လေ့ကျင့်လိုက်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်